နက်9နာရီပဲရှိသေးတယ်။အရှိမအပိုင်းတရားဘာလုပ်နေရလဲဆိုပြီးတော့ကိုကအမှတ်တမဲ့ဗီဒီယိုလေးရိုက်လိုက်တာပေါ့နော်။ကိုဖိုးရဲ့တော့လည်းရှိတယ်ဒီဘိုင်းဘာလုပ်နေတာလဲပေါ့လမ်းသားလမ်းလာရလဲသူ့စိတ်ဝင်စားကြတယ်။အဲ့ချိန်မှာအပိုင်းကြီးကသူ့ရဲ့ဝမ်းရည်အတွက်သူတက်တဲ့ပညာလေးနဲ့တကယ်ကိုနော်ရှေ့သူကြီးတွေများချီးကျူးဖို့အရေးအကောင်းတယ်။ ။ငန်းကြည့်ပါအောင်ကြွေးပေးခြင်းနဲ့။အဲ့ဘာကြီးဘာလုပ်လဲဆိုတော့အစာအဆုံးထိုင်ကြည့်တယ်။ငန်းကြည့်သူဆိုင်းပုံလေးတက်တဲ့ပုံလေးရလဲ။ဘာမှမလို့နော်ရှေ့လူကြီးကညံကောင်းတာများ။မှန်။တန်လေးနဲ့ဒီနားမှာရှိတဲ့အုန်ညီကလေးနဲ့ဖြစ်အောင်သူဆိုင်းပုံလေးကိုသူတက်သွားတယ်။ဘယ်နေရာလေးထားရမလဲပေါ့။ ဘယ်နေရာလေးထားရလဲပုံမှာသူစိုင်းပုံလေးထားဖို့အဲအုံဒီကလေးနဲ့ဟောက်နေရနော်အဲ့တော့မနေ့ခုနှစ်နာရီပဲရှိသေးတော့ဘာကြီးကမိမက်လူလည်းမရှိသေးဘူးဈေးဦးလည်း တောက်မှမဟုတ်သေးဘူးเนาะနောက်ခုနကလို့ဆိုတော့ဒါကြီးကတော့သူ့ဘန်းစာအတွက်စူးစမ်းပန်းစာဒါကြီးကသူ့ရဲ့ဘီရင်ဟောကန်လေးကိုပေါ့တေချာလေးခုံလေးတွေကိုခင်းပြင်ဆင်သူ့ကနေလေးသူ့ဘယ်နှထားမှမသိဘူးလူကြီးတွေကအရင်ညံကောင်းတယ်เนาะဘန်းစာအတွက်ကိုလည်း တော်တော်ရှာဖွေတတ်တယ်လို့ပြောတာ။ဟိုလေအပေါ်ကနေဘာကြီးကိုချီးရင်ချီးရင်နဲ့လူချင်းစိတ်လေးပေါက်လာတော့ကိုနိုင်သလားဘာကြီးကိုသွားပြီးတော့လူခဲ့တယ်ကြည့်ပြီးနေအင်္ဂဝိဇာတဲ့သူဆိုင်မှုလေးဘယ်နှထားမှမသိဘူး ကြည့်ရင်ကြည့်ရင်နဲ့အရန်လူချင်းတော့အောက်စင်းသွားပါဘောနော်။ဒီမှာသူ့ပါသူတော့သူ့ပစံမျိုးခင်းနေရတယ်။အဲ့မှာကိုကဘာကြီးတစ်ခါကြည့်ရင်ဘလောက်လဲနေလိုက်တော့သမီးတဲ့နှစ်ထောင်နဲ့နှစ်ထောင်နဲ့ဘာကြီးလို့သမီးရလို့ဒေရေကနောက်မှလာကြည့်မယ်နော်လို့ဘာကြီးရို့လို့လာလူပေးတာဆိုပြီးတော့နားလေးနားလည်းမကြောက်တော့ဘာကြီးရလေတနာဖို့ကောင်းတယ်အမအဖကို တပန်းလှူလိုက်တယ်။စိုင်လေးဆိုတော့ပဲဇေယျဖောက်ပြီးရပြောရမှာပေါ့နော်။အဖကပြောလို့စုတွေတောင်းပေးလို့နားလည်းမကြောက်ဘူး။ကို့အဖိုးရေပေါ့နော်။စုတွေတောင်းပေးနေတာ။